များကြီးထိခိုက်ခံစားအဲ့ဒီအတွက်မင်းတို့ကြည်ညက်လိုက်ပါဟောဒီမြေငွေးကတက်တယ်လေးစမြအားလုံးပဲမိကြပါအခုဒီခေါ်မှာတော့ကျွန်တော်တို့ဒီပေါ်မှာတရားတော့ဘရက်ဒီစေကူတာနဲ့နေရာကိုတမတော်ကဒီကျောင်းသားတွေလက်ဆောင်ပေးလိုက်ပါတယ်ပေါင်းတစ်ချောင်းနှစ်ချောင်းလက်ဆောင်ပေးလိုက်တဲ့အချိန်မှာဘရက်ဒီအမြောက်အများမလကီးရသွားတာပေါ့ခင်ဗျာအဲဒါနဲ့ပတ်သက်ပြီးဒီပေါ်မှာတရားတော့တော်တော်လေးကိုလောင်နေပါပြီနောက်ကမြင်ရတာကတော့ကျမကြီးဆော စိတ်ယုံအခမ်းလူနာအခမ်းပဲဖြစ်ပါလိမ့်ရှင်။ဟိုဘက်မှာရှိနေတာကတော့ဗန်လူနာတွေအတွက်ခွဲစိတ်နဲ့ဖြစ်တဲ့ခွဲစိတ်ခံပဲဖြစ်ပါလိမ့်ရှင်။အောက်ဆီဂျင်အိုးအပါဝင်ပစ္စည်းကရိယာတွေကိုတူထောင်တဲ့နေရာပါ။ဒါလေးကတော့ damp man ဆီ။အခုတော့ဆိုင်းပုတ်လည်းတစားစီဖြစ်သွားတယ်လို့ဆောင်းရှောက်မှုပေးနေတဲ့လုပ်ငန်းစဉ်တစ်ခုလုံးနဲ့ဖြိုဖျဲနဲ့ဖြိုကွဲခဲ့ရပါ တန်ဆွမ်းနေအတွက်ထားတဲ့ဒီချေလေးခုတော့သူကိုယ်တိုင်ပါမတန်ဆွမ်းတဲ့ဘဝကိုကြောက်သွားပြီပုံမှာစိတ်ကိုကတိနေပျက်စီးဆုံးရှုံးမှုရှင်လူသားတွေအတွက်ဖြစ်တည်မှုလူလောကတွေဝင်ရောက်လာဖို့အတွက်မိခင်ကောင်းတွေအတွက်တာခွာခံခုတော့လေပျက်စီးမှုနေတယ်ရှင် ွဲစိတ်ခံအပြင်လူမဝင်ရအောင်အခုတော့အထဲထဲကပျက်စီးဆုံးရှုံးမှုကိုဝင်ပြီးတော့ကြည့်လိုက်ပြည်သူတွေရဲ့ငွေနဲ့ဝယ်ထားတဲ့ဟောဒီဒီသားစနစ်အဲ့ဒီအပေါင်းရေဒီခွဲစိတ်ခန်းထဲမှာရှိနေတဲ့များပစ္စည်းတွေဒါတွေအလုံးအတွက် စစ်ကောင်စီကသူတို့မှာပဲအပြစ်အဝတောင်းလို့ရှိပါတယ်စကလုံးနေနဲ့တော့ပြောဖို့ရမလုံတော့တော့ကုသဆောင်ဆောင်ကိုပြေးနေတဲ့နေရအဲ့ဒီနေရကိုဘုံကျဲတိုက်ခိုက်လိုက်လို့ပြည်သူတွေအများဆဲရဒုက္ခရောက်တယ်ဆုံးရှုံးပျက်စီးမှုရှိတယ်ဆိုရင် စစ်ကောင်စီနင်တို့ရည်ရွယ်ချက်ပြည့်နေလားပြည်သူများစိတ်ထဲတော့ဘယ်တော့ကနင်တို့အချမ်းဖက်တယ်လို့ပြောဘူးလို့လဲဘသူတေတေတက်ကဒဏ္ဍာရီနဲ့ပဲပြပြလေနဲ့ပဲကြက်ကြက်နင်တို့ကပြည်သူတွေပဲတုံးလုံးတာပဲလေတက်မလို့ကအလုံးမလို့ဘူးပေါ့နော်တရင်တိကျအခိုင်အမာရတော့နင်တို့ဗဒတ်ဒီစေးကုနေတဲ့နေရာနင်တို့ဗဒတ်တွေရဲ့နော်ခြေပြက်လက်ပြက်တွေကိုစေးကုနေနေရမလို့အတိတရလို့စော်တာပေါ့နော်ဟုတ်ကဲ့ရောက်နေတာဟာမင်းတို့ရဲ့ဥတီချက်ဆိုမင်းရဲ့အတိုင်းမင်းတော့မင်းတို့ရဲ့ဥတီချက်ကပိတ်ကိုအောင်ပြန်ပါလေ ပြည်သူတွေဒုက္ခရောက်ပါဆေးဝါးကူတာမှုပေးနေရတဲ့ဆောင်းဝင်းသူနာမှုဆရာမနဲ့ကျမ်းမာရေးဝန်ထမ်းတွေအားလုံးလည်းစစ်ထဲမှာအများကြီးထိခိုက်ခံစားအဲ့ဒီအတွက်မင်းတို့ကြည်ညက်လိုက်ပါဟောဒီမြေဝင်းကတက်တည်ပါဒီမှာဆေးဝါးကူတာမှုပြုတ်တဲ့နေရာကိုစစ်ကောင်စီတက်ကန်နေလို့အပြစ်မရှိအပြစ်ရှာပြီးတော့မတရားပြတ်မှတ်ထားပြီးတိုက်ခိုက်တယ်ဆိုတဲ့တက်တည်ကမှတ်တမ်းပါ အကြမ်းဖက်စစ်ရာဇဝင်မှုလူအခွင့်အရေးချိုးဖောက်မှုတတ်တယ်ကမှတ်တမ်းဖြစ်ပါလို့ဆိုကျွန်မကြည်လီအောင်ပါ ARD TV စေထုံးရဲ့တဲ့အခုအဲ့ဒီစီးတွေဘယ်မှာသွားပြီးထုတ်လာစစ်ကောင်စီရဲ့နေပြီးမှတော့ထုတ်ဖို့ကွာရက်ဆက်ဆုံးမှုထောက်မှုဒီလိုမျိုးဆောင်းဆောင်ဥတာမှုပြုနေရတဲ့လူနာတွေအတွက် အခွင့်အရေးမပေးဘူးကျမတို့အတွက်တရားမျှတမှုကိုနိုင်ငံတကာကနေကူညီဆောင်ရွက်ပေးကြပါလို့ပြည်ထောင်စုကကျေးဇူးပါမြေပြင်မှာသွားပြီးတော့တောင်းဆိုပါနေလို့ပဲတောင်းဆိုချက်တွေကိုတံမတော်ကအကျန်းဖက်ဘရက်တရဲ့ဈေးကူနေတဲ့နေရာဈေးကူနေတဲ့ဈေးရုံပေါ့နော်ဒါကလည်းဈေးရုံပဲပြောမယ်ဆိုရင်ဒီဈေးရုံကိုတောင်းနေရတိန်းလာတာအိနေမြေကဈေးရုံစကားကြမ်းနေရနေမြေတစ်ခုကိုရဲ့ဈေးရုံကိုတောင်းနေတိန်းလာပြီးတော့အဲ့ဒီမှာသူတို့ရဲ့ဒါလူနာတွေပေါ့နော် ဒဏ်ရာရတဲ့လူတွေအကုန်လုံးအစိုးရတာပေးနေတာနော်အဲ့ဒီမှာရှိတဲ့ဆရာဝန်တွေဆရာမတွေအကုန်လုံးကလည်းစီပြန်ထုတ်ထားတဲ့လူတွေကြီးပဲနော်ဒီနေရာကိုတက်ကတည်တယ်ပြီလို့ဒါကိုတင်ပေးတဲ့လူကလည်းရှိတယ်အဲ့ဒါကြောင့်တက်ကအတိအကျနဲ့ပုံကျေးလိုက်တယ်ပေါ့နော်အားလုံးကတော့တော်တော်များများအားလုံးကလည်းကြည်ရသွားတာပေါ့နော်အားလုံးလည်းတောင်းဆိုချက်တွေကိုငဲပြီးမှသွားပြီးတောင်းဆိုပါ